မင်္ဂလာပါရှင်။အော်တိုဝါလာ29ရက်ဗုဒ္ဓပူနေ့အတွက်ရှင်ရင်ကိုရဲ့လွတ်လွတ်လပ်လပ်ရန်ကုန်တရေများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့လာတာမြို့နယ်တွင်လျှက်စစ်အန်ရဲ့ကင်းရှင်းရေးအတွက်တစ်ပင်များရှင်းလင်းမှုလုပ်ငန်းဆောင်ရွက်တဲ့တရေဖြစ်ပါတယ်။ လာသာမြူနယ်တွင်လျှက်စစ်လိုင်းနေတဲ့တပ်ပင်းများကြောင့်ဖြစ်ပေါ်နိုင်တဲ့လျှက်စစ်အန္တရာယ်များကိုကာကွယ်ရန်စီပင်ပန်းဝင်ဌာနရန်ကုန်ပြည်သူ့စေယုံကြီးနှင့်မြို့နယ်လျှက်စစ်ရုံးဝန်ထမ်းများပူးပေါင်းပြီးအောက်တိုဘာ28ရက်နေ့နဲ့7နာရီကသူနာပြုတင်နန်းကျောင်းအတွင်းတပ်ပင်းများခုတ်တင်ရှင်းလင်းမှုလုပ်ငန်းကိုဆောင်ရွက်ကြကြောင်းသိရပါပါရှင်။ဒီသတင်းကိုတော့ဦးနေလင်းကပြပူလာတာပါ။ဆက်လက်တင်ဆက်ပေးမှာကတော့38နှစ်မြောက်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့အထိမ်းမှစူပေါင်းတန်ရှင်ဆောင်ရွက်တဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးတာကြီးမြို့နယ်တွင်38နှစ်မြောက်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့ကိုကျေးဇူးဂုဏ်ပြုသောအဖြစ်အောက်တိုဘာ28ရက်မွန်လွဲပိုင်းကခရံအုပ်ချုပ်ရေးမှုဥတုအောင်နယ်ဝန်ထမ်းများမြို့နယ်အုပ်ချုပ်ရေးမှုဥက္ကမောင်စုနယ်ဝန်ထမ်းများစုပေါင်းကမဟာမျက်မှုလိဖျားကြီးမျက်နှာတော်အားရောင်းတော်ဖွင့်ခြင်းကိုယ်လုံးတော်အားတန်ရှင်းပြုလုပ်ခြင်းဖရာကြီးဝင်းရှင်မြင်းတို့နဲ့တစောင်းတော်ကြီးအတွင်းအပြင်တို့တွင်အမိုက်တရိုက်များရှင်းလင်းခြင်းတန်ရှင်းစေရန်တပြည့်စည်းလေးခြင်းတို့အားစုပေါင်းဆောင်ရွက်ကြကြောင်းသိရပါရရှင် ဒီသတင်းကိုတော့ဝီယီကပေးပို့လာတာပါ။ထပ်မံတင်ဆက်ပေးမှာကတော့ပစံတော်မြို့နယ်တွင်ဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆက်စည်တဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးပစံတော်မြို့နယ်တွင်ရဲရွာအေဂျင့်တာယာရေးနှင့်တရားဝေစုမှုရေးလုပ်ငန်းများအပါအဝင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများထိရောက်စွာအကောင့်ထည့်ဖို့စာဝတ်နိုင်ရေးအတွက်မြို့နယ်စီမံကိန်းရေးဆွဲအကောင့်ထည့်ဖို့ရေးကော်မတီဥက္ကဋ္ဌဦးစောမူအောင်နှင့်အဖွဲ့ဝင်များသည့်အောက်တိုဘာ28ရက်နေ့နဲ့9နာရီကမြို့နယ်အတွင်း2025-2026ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်ရရှိတဲ့ အမှတ်6ရက်ကွယ်မစွန်းအောင်ဈေးရှိဈေးယုံသုံးယုံအားအမိုးနယ်ရေတရောက်ပြုပြင်ခြင်းနဲ့ဈေးယုံများအတွင်လျှက်စင်ပြီးပြန်လည်သွယ်တန်းခြင်းလုပ်ငန်းများရာနှုန်းဖြည့်ပြီးစီမှုအခြေအနေနဲ့ပြည်အောင်စုဘတ်ဂျက်ခွင့်ပြုရမုံငွေဖြင့်အကောင့်ထဲပေါ်စာမျက်လျက်ရှိတယ်။အမှတ်9ရက်ကွယ်ပန်းချံပစွန်းအောင်တအားခွဲယုံတိဆောက်တက်ဆင်ခြင်းလုပ်ငန်း90ရာခိုင်နှုန်းပြီးစီမှုအခြေအနေများကိုကွင်းစင်ကြည့်ရှုစစ်ဆေးကလိုအပ်သည့်များပေါင်းစပ်ညီနိုင်ဆောင်ပြီးကြောင်းသိရပါရရှင်။ဒီသတင်းကိုတော့ဟန်စုရင်ကပေးပို့လာတာပါ။ နောက်ထပ်တင်ဆက်ပေးမှာကတော့ကွန်းချန်ကုန်းမြူနယ်တွင်မိုးစွားဆန်ခွက်ရေသိမ်းွက်ကျင်းပတဲ့တွင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတွန်တေးခရိုင်ကွန်းချန်ကုန်းမြူနယ်တွင်မျိုးစိချခရိယာစီတာဖြင့်စိုက်ပျိုးထားတဲ့မိုးစွားဆန်ခွက်ရေသိမ်းွက်ကိုအောက်တိုဘာ28ရက်နေ့နဲ့9နာရီကအင်္ဂလုံကျေးရွာအုပ်စုဧရိယာ9အိတ်ကရှိတောင်သူဦးမြင့်ဦးရဲ့လင်မြေကွက်မှာဆန်ခွက်ရေသိမ်းွက်ကျင်းပကြောင်းသိရပါတယ်။ ရှေးဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးချန့်ဖီယန်ကစီတာမျိုးသိချက်ကရိယာအထုံးပြုခြင်းအကျိုးကျေးဇူးများနဲ့စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှုဦးတီစိန်ကစပားစိုက်ပျိုးနည်းအစဉ်စင်နဲ့မြို့ကောင်းမြို့တန်ရွေးချယ်စိုက်ပျိုးခြင်းများကိုတောင်းသူများအားရှင်းလင်းပြောကြားပြီးစံခွက်ရေးတင်ရာတရီကအထွတ်နှုန်းအချောက်103.56တင်းထွက်ရှိကြောင်းသိရပါတယ်ရှင်ဒီသတင်းကိုလည်းဆွေးနွေးကပြပို့လာတာပါ နောက်ဆုံးတင်ဆက်ပေးမှာကတော့အရှိတောင်အရှာနိုင်ငံများပါဝင်မဲ့ဖီဘာအသိမှတ်ပြုအာဆီယံဖလားပြိုင်ပွဲတည်ကျင်းပမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။အရှိတောင်အရှာနိုင်ငံများပါဝင်မဲ့ဖီဘာအသိမှတ်ပြုအာဆီယံဖလားပြိုင်ပွဲတည်ကိုကျင်းပသွားမှာဖြစ်တယ်လို့ဖီဘာဥက္ကဋ္ဌအင်ဖန်တီနိုကပြောကြားကြောင်းသိရပါတယ်။အော်တိုဝါ26ရက်မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့တွင်ကျင်းပခဲ့တဲ့58ကြိမ်မြောက်အာဆီယံဆမ်မစ်တွင်ဖီဘာဥက္ကဋ္ဌကပြောကြားခဲ့ခြင်းဖြစ်တယ်လို့အာဆီယံဒေတာရင်းမီယာချို့ကဖော်ပြထားပါတယ်။ အာဆီယံဗလားပြိုင်ပွဲတွေကျင်းပရာမှာအရှိတောင်အာရှ7နိုင်ငံမှလက်ရွေးစင်အသင်းများပါဝင်သွားမှာဖြစ်ကြောင်းလည်းသိရပါတယ်။အဆိုပါပြိုင်ပွဲသည်ဖီဘာအသီးမှတ်ပြုပြိုင်ပွဲတစ်ပွဲဖြစ်တဲ့အတွက်သက်ဆိုင်ရာနိုင်ငံအသီးသီးမှပြည်ပထွက်ကစားသမားများအဖြစ်မနေဆေးလုကစားသွားမှာဖြစ်ပြီးသက်ဆိုင်ရာနိုင်ငံလိုက်ကမ္ဘာအဆင့်တက်မဲ့ချက်အရာလေးအကျုံးဝင်မှာဖြစ်ကြောင်းသိရှိရပါတယ်ရှင်။